မြန်မာနေဦးခရိုနီကယ်မတ်လာရှိရဲ့မြင်ကွင်းရှမ်းမြောက်ဒေသကနေမြေပြဒနာ လူမှုစာနာခိုင်မဲ့နီးလဲနဲ့ဖြစ်ရှင်းမယ်လို့ဆို ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့မှာလက်တလောဖြစ်ပွားနေတဲ့ KYA တပ်ဖွဲ့ဝင်တွေနဲ့ TNL တပ်ဖွဲ့ဝင်တွေအကြားကပြဿနာကိုလူလူသဘောထားရယူပြီးစုံဖြတ်အဖြေရှာဖို့ KYA ဒုက္ကဋ္ဌဗိုလ်ချုပ်ကြီးကိုမော်ကဆိုရှယ်မီဒီယာမှာရေးသားမှတ်ချက်ပြုခဲ့ပါတယ်။တောင်ပလောင်ကချင်ရှမ်းလူမျိုးတွေအ धिक နေထိုင်ကြတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာတစ်တုံညာနှစ်ခုစစ်စင်ရေးမတိုင်မီလက်နက်ကင်အဖွဲ့အစည်းတွေကထိန်းချုပ်ထားကြတဲ့နေမြေနယ်နိမိတ်တွေက တစ်တုံညာနှစ်ခုစစ်စည်ရင်အတွင်းတိုက်ခိုက်သိမ်းယူမှုကအပြောင်းလဲတွေများစွာဖြစ်ပေါ်စေခဲ့ပါတယ်။ဗဟုအာဏာလိုရေပူရအခေါ်ပေါ်အားဖြင့်လဲခေါ်ဆိုကြပြီးလက်ရှိချိန်မှာတော့စစ်အာဏာသိမ်းပြီးတနိုင်ငံလုံးရဲ့အာဏာကိုရယူထားတဲ့မင်းအောင်လှိုင်ရဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ကနေကိုကန့်ကိုပိုင်းအုတ်ထုတ်ခွင့်ရဒေတာတွေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကအခြားသောနယ်မြေတွေကို MNDA ကသိမ်းယူအုတ်ထုတ်နေသလိုပလောင်ကိုပိုင်းအုတ်ထုတ်ခွင့်ရဒေတာတွေနဲ့ တခြားသောရှမ်းပြည်နယ်မြောက်ပိုင်းကဒေတာတွေကို TNL ကတင်းယူအုပ်ချုပ်နေက KIA ကလည်း British Colony ခေတ်ကကချင် Substate လို့တတ်မှတ်ခဲ့တဲ့နယ်မြေတွေကတချို့ကိုတိုက်ခိုက်တင်းယူပြီးအုပ်ချုပ်နေတာဖြစ်ပါတယ်။နှစ်ရာထောင်ချီကာလတုန်းကမြန်မာနိုင်ငံလိုအခုခေါ်ဆိုတတ်မှတ်ထားကြတဲ့နယ်မြေဒေတာတွေတဲကိုတရုတ်နိုင်ငံအနောက်တောင်ပိုင်းကနေလူမျိုးနယ်စုတွေရှေ့ပြောင်းအခြေချခဲ့ကြစဉ်ကရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဒေတာအသီးသီးမှာမတူတဲ့မျိုးနယ်စုတွေနေရာဒေတာလိုင်း ရီထိုင်လောက်ကင်စားတော့ခဲ့ကြတာဖြစ်ပါတယ်။တမိုင်းမှတ်တမ်းအချက်လက်တွေအရရှမ်းပလောင်ကချင်လီစုကိုကန့်ဝါနဲ့အခြားလူမျိုးစုတွေရှမ်းပြည်နယ်မြောက်ပိုင်းမှာအသေးသေးနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။1800ခုနှစ်အစပိုင်းဗြိတိရှကိုလိုနီနယ်ချဲတွေကမသိမ်းယူမီအနေထားဗြိတိရှကိုလိုနီနယ်ချဲတွေကမြန်မာတိုင်းနိုင်ငံလုံးကိုသိမ်းယူပြီးနောက်တမတ်ချက်လွတ်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီခေတ်ကာလစတဲ့တမိုင်းတွေကမဝေးတဲ့တမိုင်းလို့ဆိုနိုင်ပါတယ်။ 1948ခုနှစ်ပြည်ရင်းစစ်နဲ့တိုင်းရင်းသားလွတ်မြောက်ရေးလက်နက်ကိုင်လှုပ်ရှားမှုကခုချိန်ထိအုပ်ချုပ်သူအစိုးရအဆက်ဆက်ကြာရှည်လာခဲ့တာဖြစ်ပါတယ်။တစ်တုံညာနှစ်ကွန်စစ်စင်ရေးနဲ့လက်တလောစီရေးအောင်မြင်မှုတွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားနေမြေစိုးမှုမှုပြဿနာကိုရှေ့ရောက်လာစေပြီးအခုလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားပုတ်တိုင်မှုနဲ့အငင်းပွားမှုတွေကို ပေါ်ပေါက်စေတာဖြစ်ပါတယ်။ KIA နဲ့ DNL အကြားဖြစ်ပွားတဲ့ပြဿနာတစ်ခုတည်းတည်းမဟုတ်ပဲ KIA နဲ့ MNDAA အကြားနယ်မြေပြဿနာရှမ်းလန်းနိုင်ငံအဖွဲ့နဲ့ DNL အကြားပြဿနာတွေလည်းရှိနေတာဖြစ်ပါတယ်။လူများစုဖြစ်တဲ့ရှမ်းလူမျိုးစုကိုအဓိကထားပြီးရှမ်းပြည်နယ်လိုအမည်ပေးထားတဲ့နယ်မြေထဲမှာလူမျိုးစုအများပြားအခြေချနေထိုင်ကြတာဖြစ်ပြီးလူများစုဖြစ်တဲ့ရှမ်းလူမျိုးလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကလက်တလောနယ်မြေစိုးမိုးမှုတွေတဲ့ ပါဝင်မလာသေးတဲ့အနေအထားလေးဖြစ်ပါတယ်။ဗဟုအင်အားထိန်းချုပ်မှုရဲ့အလွန်တနည်းအားဖြင့်စစ်ကောင်စီတပ်တွေစုခွာသွားရတဲ့အနေအထားမှာရှမ်းပြည်နယ်ကိုဘလို့ခွဲဝေထိန်းချုပ်ကြမလဲစစ်အင်အားနဲ့တိုက်ခိုက်သိမ်းယူနိုင်တဲ့လက်နက်ကိုင်အဖွဲ့ကထိန်းချုပ်ခွင့်ရပြီးအဲ့ဒီဒေသထဲမှာနေထိုင်တဲ့လူမျိုးစုဥယေအပေါ်မူမူဒီပဲအစင်အဆက်နေထိုင်တဲ့တမိုင်းကြောင်စတာတွေကအရေးမပါတော့တဲ့အနေအထားလားဆိုတဲ့မေးခွန်းတွေလည်းပေါ်ထွက်လာပါတယ်။တစ်တုံညာနှစ်ခုစစ်စစ်ရေးမှာတိုက်ခိုက်အောင်မြင်ခဲ့တဲ့နယ်မြေတွေကို တိုက်နိုင်တဲ့သူယူဆိုတဲ့အခြေအနေကတဘာဝမကြဘူးလို့တိုင်းရင်သားလက်နက်ကင်အဖွဲ့တချို့ကယူဆထားတာလည်းရှိပါတယ်။တစ်ဖက်မှာလည်းတစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်လက်နက်စစ်တဲစီမံအမိန့်ပေးမှုတွေရင်းနှီးထားရတာဖြစ်လို့ဒီနယ်မြေတွေကိုတခြားလက်နက်ကင်အဖွဲ့ကိုတွဲအပ်မပေးနိုင်ဘူးလို့ခံယူထားကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ Federal မှဒီမိုကရေစီစံနှုန်းတွေအရ ီဒီတောက်မှာနေထိုင်သူတွေရဲ့ဆန္ဒကိုအဓိကရယူခြင်းကဒီမိုကရေစီစံနှုန်းရဲ့ကိုက်ညီနဲ့လှုံ့ဆော်လုံနည်းဖြစ်ပါတယ်။လူမှုဆန္ဒခံယူခြင်းကိုဘယ်လိုလုပ်ကြမလဲဆိုတဲ့မေးခွန်းလေးပေါ်ထွက်လာပါတယ်။ လက်နက်ကင်တပ်ဖွဲ့တွေကအုပ်ချုပ်ထားတဲ့အောက်မှာလွတ်လပ်တဲ့ဆန္ဒခံယူမှုကိုကျင်းပဖို့ဖြစ်နိုင်ခြေစတာတွေကလည်းအရေးကြီးတဲ့မေးခွန်းတွေရှိနေပါတယ်။ KIA ရဲ့ဒုဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဂုံမော်အစိုးပြုတဲ့ဒေတာခန်လူလူရဲ့ဆန္ဒခံယူပွဲကိုလက်ရှိအစိုးရဒေတာတွေကို ထိန်းချုပ်ထားတဲ့လက်နက်ကင်အဖွဲ့ကကျင်းပဖို့ဆန္ဒရှိပါမလားဆိုတဲ့မေးခွန်းကအဓိကဖြစ်ပါတယ်။ရှမ်းမြောင်နဲ့ပတ်သက်လို့ KIA ကအခုလိုကမ်းလှမ်းတဲ့နေသူ ကချင်ပြည်နယ်မှာလည်းရှမ်းပြည်လူမျိုးတွေနေထိုင်တဲ့ဒေသတွေမှာပြည်သူ့ဆန္ဒခံယူပွဲလုပ်ဖို့ပြောဆိုလာရင်ဘလို့တုံ့ပြန်မလဲဆိုတဲ့မေးခွန်းလည်းရှိနေတာဖြစ်ပါတယ်။အမှန်တကယ်သာလူမှုဆန္ဒခံယူတဲ့နီလန်းကိုတော်လိုင်းရဲ့လက်နက်ကင်တွေအနေနဲ့လက်ခံခဲ့ရင်တခြားသောဒေသတွေမှာလည်းအလားတူတောင်းဆိုမှုတွေပေါ်ထွက်လာစရာရှိနေတဲ့အနေအထားပါ။ ရှမ်းမြောက်ဒေသတွေမှာကပဲတခြားသောတိုင်းရင်းသားဒေသတချို့မှာလည်းစန္ဒခံယူဖို့တောင်းဆိုလာတာတွေရှိကောင်းရှိနိုင်ပါတယ်။ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့လိုဒေသတွေမှာလက်ရှိတတ်မှတ်ထားတဲ့နယ်မြေနဲ့နမိတ်တွေကိုပြန်လည်သုံးသပ်ဖို့အစိုးပြုတာတွေလည်းရှိလာနိုင်တာဖြစ်ပါတယ်ရှင်။